လောကကြီးမှာလေတန်ဖိုးရှိတဲ့ကိစ္စအောင်ဘယ်တော့မှလွယ်လွယ်နဲ့မရဘူး။ဒါပေမဲ့ကိုကိုကိုလည်းယုံကြည်မှုရှိရမယ်။တချို့ကနေဆိုလို့ရှိရင်စိတ်လျှော့တာတိတ်မြန်တာပဲ။ငါမလုံနိုင်ပါဘူး။ဒီဟာကြီးကလည်းခက်လိုက်တာဆိုတော့အဲ့ဒါကိုစိတ်မလျှော့အောင်။ကျမခဏခဏပေါ့နော်ဆရာတော်ဖခင်ကြီးတပါးရဲ့ဩဝါဒကိုကျမမျှဝေနေရှိပါတယ်။ဝိရိယဆိုတာ၄၀ရှိတယ်တဲ့။ပထမအဆင့်ကအလုံးတစ်ခုကိုလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်တာ။ဒါအနေဆုံးအဆင့်ဝိရိယ။ ဒုတိယအဆင့်ကဆုံးဖြတ်ချက်အတိုင်းဒီအလုပ်ကိုစလုပ်တာဒါဒုတိယအဆင့်တတိယအဆင့်ကတော့ခက်ခဲပြီမဲ့လဲဆက်ပြီးတော့လုပ်တာသရုပ်ရအဆင့်ကတော့ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရင်တောင်မှလက်မမြောက်ခွင့်နဲ့နောက်တစ်ခါထပ်ပြီးကြိုးစားတာတဲ့အဲ့ဒါဝရိယပါဘာခဏခဏပြောပါတယ်ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ဆင်းရဲတဲ့မိသားစုတစ်ခုဟာမတူပါဘူးချမ်းသာတဲ့မိသားစုကတဲ့ကလေးတွေဆိုလို့ရှိရင်အိမ်ပြန်လာလို့ရှိရင်ခုခတ်ပြီးသားသမီးကိုထိုင်စားလို့ရပါတယ် ဆင်းရဲတဲ့မိသားစုစဉ်မိသားကိုဝိုင်းဝန်းပြီးတော့ကူညီရပါတယ်။ကျမတို့ကလည်းဒီအတိုင်းပါပဲ။ကျမတို့ရဲ့နိုင်ငံတိုးတက်စေခြင်းကိုယ်တိုင်ဝိုင်းဝန်းပြီးတော့ကူညီမှဖြစ်မှာပါ။ ဲ့လိုကူညီနိုင်တဲ့အခွင့်အရေးရတာကိုဂုံယူစေချင်ပါတယ်ဝင်းသာစေချင်ပါတယ်ငါတို့ဟာပင်ပင်ပမန်းလို့ရလေခြင်းဆိုရစိတ်ဓာတ်မထားစေချင်ပါဘူးငါတို့ဟာတကယ်ကိုငါတို့နိုင်ငံအတွက်လှုပ်ပေးနိုင်တဲ့အချိန်ခါမှာမွေးဖွားလာလို့ငါတို့နိုင်ငံတိုးတက်ရေးအတွက်ရုန်းကန်နေတဲ့အချိန်မှာငါတို့ဟာလှုပ်ပိုင်ခွင့်ရှိလို့ငါတို့အထုအခွင့်အရေးရတဲ့နိုင်ငံသူနိုင်ငံသားတွေပဲလို့ဒီလိုပဲစိတ်ထဲမှာထားစေချင်ပါတယ်ကျမအနေနဲ့လည်းကျမတို့ကျမတို့နိုင်ငံအတွက် ယုံကန်ရတာအပင်ပန်းခံရတာဂုံယူစရာလို့ပဲကျမတို့သတ်မှတ်ပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရာကိုယ့်ရဲ့ဆန္ဒအရာကိုယ့်နိုင်ငံကိုဟိုတိုးတက်အောင်လုပ်ဖို့အတွက်ကူညီဖို့အတွက်ထောက်ပံ့ဖို့အတွက်အပင်ပန်းခံနေဆိုတာဟာအင်မတန်မှကျေနပ်စရာကောင်းတဲ့